အားလုံးပဲမင်္ဂလာပါမျိုးသားနိုင်ငံရေးသမားကျွန်တော်ဂျင်းကျော်လင် ဖြစ်ပါတယ်မဟာဗမာဂျင်းကျော်လင် ဖြစ်ပါတယ်အခုဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့မြန်မာတွေနိုးထချိန်တန်ပြီမြန်မာတွေနိုးထချိန်တန်ပြီဘာဖြစ်လို့ကျွန်တော်ကဒီလိုပြောရတာလဲကဘာမှာ ကဘာပေါ်မှာနံပါတ်1လူဒန်းစားဖြစ်တဲ့ဂျီတိရှလူမျိုးကဘာကြီးကိုလဝက်ကြီးအုပ်ထားတဲ့ဂျီတိရှနိုင်ငံကြီးကအခုဘာဖြစ်သွားပြီလဲအစ္စလာမ်အစ္စလာမစ်နိုင်ငံဖြစ်သွားပြီဗျာအဲ့ဒါကိုအလွယ်နားလည်အောင်ပြောရလို့ရှိရင်တော့ကျွန်တော်တို့ UK မှာဆိုလို့ရှိရင်ရှာဗနာမာမုတ်လို့ခေါ်တဲ့အစ္စလမ်လူမျိုးကိုပြည်ထဲရေးဝင်ကြီးအဖြစ်ခန့်အပ်ပေးလိုက်ရပါပြီပြည်ထဲရေးဝင်ကြီးဆိုတာကဘလို့လူဘလို့ယာတုလဲခမားတို့နိုင်ငံသားတွေသိတဲ့အတိုင်းပဲအောက်ခြေနိုင်ငံရဲ့အောက်ခြေအရာမှန်သမျှကို ကင်တွဲမယ်ရက်ကွက်အုပ်ချုပ်ရေးမှုတွေအားစားသူတို့အစ္စလမ်လူမျိုးတွေမဖြစ်လာဘူးလို့ပြောလို့မရဘူးအဲ့ဒီတော့ကမ္ဘာမှာနံပါတ်၁ဖြစ်တဲ့လူမျိုးတွေတော့နောက်ဆုံးကိုပြန်ရောက်သွားရတာဘာကြောင့်ပါလဲသိကြတယ်အင်္ဂလန်မှာ90ရာခိုင်နှုန်းသော နိုင်ငံသားတွေထက်ကျော်တဲ့မွတ်စလင်တွေအစ္စလာမစ်တွေ အစ္စလမ်ဘာသာကိုးကွယ်တဲ့သူတွေရောက်လာတဲ့အတွက်ကြောင့်ဒီအစ္စလမ်ဘာသာကိုးကွယ်တဲ့လူ90ရာခိုင်နှုန်းကိုအင်္ဂလန်နိုင်ငံသားတွေကမွေးဖွားပေးကျွေးမွေးပြုစုစောက်ရှောက်ပေးလိုက်တဲ့အတွက်ကြောင့်အခုအင်္ဂလန်နိုင်ငံမှာပြည်ထဲရေးဝင်ကြီးကိုအစ္စလမ်ရဲ့လူမျိုးရှာဘနာမာမုတ်ဆိုတာကိုခတ်အပ်ပေးလိုက်ရပြီဖြစ်ပါတယ်ဟိုတနေ့ကဗီဒီယိုဖိုင်တစ်ခုတက်လာတယ် လန်ဒန်မှာလူဗျူကအဲ့ဒီအစ္စလာမစ်ဘာသာကိုးကွယ်တဲ့မွတ်စလင်ကိုမေးတယ်မင်းတို့အဲ့လိုလှုပ်တာတရားရဲ့လားလို့ပြောတဲ့ခါကျတော့အဲ့ဒီလူကဘာပြောလဲအဲ့ဒီမွတ်စလင်ကဘာပြောလဲဟာတဲ့ငါတို့လူမျိုးကမင်းတို့တဲ့90ရာခိုင်နှုန်းကျော်နေပြီလေတဲ့ငါတို့မှတောင်းဆိုပိုင်ဝင်ရှိတယ်လေတဲ့ မင်းတို့နိုင်ငံသားတွေတဲ့ငါတို့က90ရာခိုင်နှုန်းကျော်နေတာမင်းတို့ထက်ငါတို့တောင်းဆိုပိုင်ခွင့်ရှိတယ်တဲ့မင်းတို့အဲ့လိုမတောင်းဆိုစေချင်ရင်တဲ့အစတဲကမင်းတို့ငါတို့ကို90ရာခိုင်နှုန်းကျော်အောင်လက်မခံနဲ့လीတဲ့အဲ့ဒါကမွတ်စလင်တွေဗဇက်ကဒဲ့ပြောတာဗျအဲ့ဒီတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကအမျိုးသားရေးနိုးကြပေးဖို့လိုအပ်လာပါပြီအင်္ဂလန်လိုနိုင်ငံကြီးတော့ Islamic နိုင်ငံဖြစ်သွားရပြီကျွန်တော်တို့လိုဘာမှမဟုတ်တဲ့နော်ကဘာမှာ5%လောက်ပဲကြံခဲ့တော့တဲ့ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံငယ်လေးတစ်ခုကဒီလိုနိုင်ငံကြီးတော်ဖြစ်ရင်ဒီလိုနိုင်ငံလေးอ่ะမဖြစ်ဘူးဆိုတာမဖြစ်နိုင်ပါဘူးဖြစ်နိုင်ကြအများကြီးရှိပါတယ်အဲ့ဒီလိုဖြစ်အောင်လဲပဲသူတို့လူမျိုးတွေကမြန်မာနိုင်ငံမှာလှုပ်ထားပါတယ်ဗျာ ခမားတို့ကိုမြင်သာထင်သာအောင်ပြရမယ်ဆိုလို့ရှိရင်ဗဘဲရန်မျိုးနေမှာကြိုက်တဲ့အမက်ဝင်းပြိုင်ကလားအမက်ကိုကြော်မကြော်ဘူးဗဘဲရန်မှာကြိုက်တဲ့အမက်ဗမာကြိုက်တဲ့အမက်ဝင်းပြိုင်မိုးစလင်အမက်ကိုလုံးဝမရှင်နိုင်ဘူးအဲ့ဒါဘိုင်းသေးပဲဗျနော် NLD လက်ထက်မှာခမားတို့ကြားဘူးမှာပေါ့စီသူမောင်းနိုင်တယ်စီသူမောင်းပါဇက်ကဘာဒီပြောခဲ့တယ်လဲ ကိုနေပါဇက်ကပြောသလိုပဲသူတို့လူဒန်းသားတွေအတွက်ကိုပတ်ပုံတွေရရှိရေးရအစလောက်ဆောင်မယ်ဆိုပြီးစီသူမောင်ပါဇက်ကပြောသွားတာအဲ့ဓာတွေကတာရကတွေပဲသူတို့အင်အားများအောင်လုပ်မယ်အခုအင်္ဂလန်မှာလုပ်တယ်လို့နော်အခုအင်္ဂလန်မှာလုပ်တယ်လို့မြန်မာနိုင်ငံမှာလည်းလုပ်နေကြတာ NLD ခစ်ကလေးကနော် သူတို့ပထမဆုံးသူတို့ဘာလုပ်မလဲအင်အားများအောင်လုပ်မယ်ပြီးွားလွတ်တော်တဲ့ဝင်မယ်အင်္ဂလန်မှာလည်းအခုလိုပဲလူဦးရေ90ရာခိုင်နှုန်းကျော်သွားပြီအဲ့တော့အမတ်အဆင့်မှာမဟုတ်ဘဲနဲ့ဝင်ကြီးအဆင့်မှာဖြစ်သွားနိုင်တယ်အင်္ဂလန်မှာအခုဝင်ကြီးဖြစ်သွားပြီပြည်ထဲဝင်ကြီးဖြစ်သွားပြီပြည်ထဲဝင်ကြီးဖြစ်သွားပြီနော်အဲ့တော့ကျွန်တော်တို့ရဲ့ဥပဒေကိုသူတို့ဥပဒေဖြစ်အောင်လုပ်မယ်။အင်္ဂလန်မှာလည်းတော့ပဲအင်္ဂလန်ဥပဒေကိုသူတို့ဥပဒေဖြစ်အောင်သူတို့လုပ်ပြီ ဲ့တော့အင်္ဂလန်နိုင်ငံကြီးတော့နော်အစ္စလာမိုက်ဇေးရှင်းကိုတွေးခံလိုက်ရတာကျွန်တော်တို့လိုမြန်မာနိုင်ငံသေးသေးလေးကလူရင်တန်း90ကျော်လေးပဲရှိတဲ့အထဲမှာဗမာဗုဒ္ဓဘာသာကိုးကွယ်တဲ့လူနည်းစုလေးရှိတဲ့ဒီနိုင်ငံလေးကဒီလိုအင်္ဂလန်လိုနိုင်ငံကြီးတော်ဆိုတာကျွန်တော်နိုင်ငံကမဖြစ်ဘူးဆိုတာပြောမရဘူးဗျအဲ့ဒီတော့ကျွန်တော်တို့ကကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာကိုဝယ်တဲ့သူတွေအကုန်လုံးကစီးလုံးရမယ်မုစလင်တွေကိုမျက်စိတောက်တောက်ကြည့်ဖို့လိုအပ်တယ်ဗျခမားတို့ဟိုးဘရင်ဘရင်ခေတ်တွေကလည်းဟောကြားပြောကြားခဲ့တယ်ကိုလိုနီခေတ်မှာလည်းပြောခဲ့တယ်ရွှေတုံးပြီးအောင်ဆိုဘာပြောခဲ့လဲရွှေတုံးပြီးအောင်စာရေးစရာမြန်မာနိုင်ငံမှာနာမည်ကြီးစာရေးစရာကြီးဗျနော်ရွှေတုံးပြီးအောင်ဘာပြောခဲ့လဲ ဈေးကြီးကြီးပါစေတဲ့ဗမာဆိုင်မှာပဲဝယ်ပါတဲ့ဈေးနေနေပါစေကလားဆိုင်မှာမဝယ်ပါနဲ့တဲ့ဗမာဆိုင်ကတကြက်ဈေးကြီးလို့ပိုဝယ်လိုက်ချင်းသည်ဗုဒ္ဓဘာသာအတွက်ကိုကုညီရာကြတယ်ဖျားเจ้าငံနေအတွက်ကိုစောက်လို့ဖို့တော့ကုညီရာကြတယ်ကလားဆိုင်က တကြက်သက်တာကိုတွားဝယ်လိုက်ချင်းအဖြစ် ဒီဗုဒ္ဓဘာသာကိုယ်ခဲ့တဲ့ဖျားเจ้าတွေကိုဖျက်ဆီးဖို့အားပေးအားမြောက်ပြုရာရောက်ပါတယ်ဆိုပြီးတော့ရွှေတုံးပြီးအောင်လို့ခေါ်တဲ့မြန်မာနိုင်ငံမှာရှိတဲ့နာမည်ကြီးစာရေးဆရာကြီးကိုတိုင်းတေချာပြောသွားတာဗျအဲ့ဒီတော့အပိုင်းတမြန်မာနိုင်ငံသားတွေနိုးထချိန်တန့်ပြီးစီးလုံးချိန်တန့်ပြီးစုပေါင်းပြီးတော့ညီညီညွတ်ညွတ်နဲ့ နိုင်ငံရေးတခုကိုတက်မတော်ထက်ဥဆောင်ပြီးတော့တွားဖို့လိုအပ်တယ်အခုကတက်မတော်ကဥဆောင်နေတာကျွန်တော်တို့တမျိုးသားလုံးကတက်မတော်ရဲ့ရှေ့ရနေဥဆောင်သွားဖို့လိုအပ်တယ်အဲ့ဒီတော့ရွက်ောက်ပွဲပြီးသွားတဲ့အခါကျွန်တော်တကူတော်စပြီးတော့စူးလေဖျားရှိမှာဆန္ဒဖော်ထုတ်မှာဖြစ်ပါတယ်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်တရားဝင်ပြဋ္ဌာန်းပေးဖို့အဓိကတောင်းဆိုမယ်နံပါတ်၁ချက် နမနစ်ချက်မြန်မာနိုင်ငံသားတွေမွေးဖွားနှုတ်တိုးမြင့်စေဖို့အစိုးရမှ ဥပဒေပြဋ္ဌာန်းပေးရမယ်အ ਨੇ သောအိမ်တော်တစ်ခုကိုကလေး9ယောက်မွေးမြူပေးဖို့ဥပဒေပြဋ္ဌာန်းပေးရမယ်မိဘတွေနဲ့ကလေးမွေးဖို့တာဝန်ရယူရမယ်ကလေးမွေးတဲ့စေယုံစိတ်ကလေးတွေရဲ့ပညာရဆအစိုးရတာဝန်ယူဖို့အဲ့ဒီနှစ်ချက်အပြင်နံပါတ်3အချက်ကမြန်မာနိုင်ငံမှာရှိတဲ့မွတ်စလင်တွေ ကလေးတအိမ်တော်ကိုကလေးနှစ်ယောက်ပဲမွေးခွင့်ပြုရေးစတဲ့မိုးစလီလူမျိုးတွေရဲ့လုံဆောင်ချက်တွေအကုန်လုံးကိုကန့်တတ်ချေလေတဲ့ဥပဒေတစ်ခု ပြဋ္ဌာန်းပေးရေးဒီချက်လက်တွေပါရပါတဲ့ဆန္ဒတင်ပြတောင်းဆိုမှုကိုရွေးကောက်ပွဲပြီးရင်ကျွန်တော်ရွှေရွှေအစိုးရဖရားရှိမှတကူတော့ပေါ်ထုတ်มาဖြစ်ပါတယ်အဲ့ဒီတော့ ဒီဟာလေးကအပိုင်းတစ်ဖြစ်ပါတယ်နိုင်ငံသူနိုင်ငံသားတွေနိုးထချိန်တန်ပြီဆိုတဲ့အကြောင်းကိုပြောပြပေးကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အမျိုးသားနိုင်ငံရေးသမားမဟာဗမာဂျင်းကျော်လင်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်